တော့ဗီလင်စီယာမင်းပိုင်ဆိုဖြစ်ပါတယ်။အဲကျွန်တော်ခုနကမှတော့ကျွန်တော်မိတ်ဆွေစနေတန်းသမီးအားလုံးအတွက်စနေရ6လ2025ကနေ17ရက်6လ2025အတွင်းမှာကြုံတွေ့ရမယ့်အဲတပတ်စာကံကြမ္မာဟောကင်းကိုကနတခုရင်စီလာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်။အဲ့တော့ဒီတစ်ပတ်ကလာမှာကျွန်တော်မိတ်ဆွေစနေတန်းသမီးတွေပေါ့လေ။အဲဘလို့ကံလျာလေးတွေကြုံတွေ့ရတယ်လဲဆိုတော့အဲခီးကိစ္စနဲ့ပတ်သက်ပြီးဆောင်းထားတဲ့သူတွေဆိုရင်ဒီကလာမှာခီးသွားတဲ့ခင်ရှိတယ်ခီးကောင်းသွားတဲ့ပေါ့လေ။လေရင်ခီးစင်တွေပါရှိတယ် ဲ့တော့ပြည်တွင်းပြည်ပခီးသွားမဲ့သူတွေဆိုရင်ဒီကာလမှာတွားရတက်တဲ့ဂိမ်းထဲမှာရှိတော့အဲဝမ်းသာဖို့ကောင်းပါတယ်ဗျာနော်အဲပြီးတော့ဒီကာလမှာအလုပ်နဲ့ပတ်သက်ပြီးတော့ interview ဖြေတဲ့သူတွေပေါ့လေအလုပ်တွေပါလေရှာတဲ့သူတွေဆိုရင်အလုပ်ရတဲ့ဂိမ်းရှိတဲ့အတွက်တော်တော်လေးအားကောင်းတယ်အလုပ်ရှိတဲ့သူတွေဒီကာလမှာလာတာတုံရင်တုံမတုံရင်ယာရုဒုတက်တဲ့အနေထားယာရုဒုအပြောင်းလဲကြုံရတာတွေအစဖြစ်တဲ့ဂိမ်းထဲမှာပါတယ်ပြီးတော့ဒီကာလမှာအလုပ်လုပ်တဲ့အခါမှာဆက်လူရှာလုပ်ငန်းလေးတွေအကျိုးပေးတယ်လူမျိုးကွဲဘာသာကွဲအဲသူတို့တွေနဲ့စုပေါင်းဆက်ပေါင်းလုပ်တဲ့ကိစ္စတွေကပို့ပြီးအကျိုးပေးတာတွေ့ရတဲ့အတွက်အရန်ကောင်းတယ် အရက်ဝင်းနဲ့ဆက်နွယ်ပြီးလုပ်တဲ့ကိစ္စတွေကကောင်းတဲ့အကျိုးဆက်လေးတွေရရှိတယ်လို့ခေါ်တယ်ပြနော်အဲတခုသတိထားမှာကဒီကလာမှာအဲကိုယ့်ကိုကူညီမယ်ဆိုပြီးဂရိပီရာတဲ့သူတွေဂရိမတီပဲနဲ့မကူညီတဲ့အတွက်ရေရမ်းတာလေးတွေတော်လည်းတချို့ဖြစ်တာမျိုးလေးတွေကြုံရတယ်တချက်လေးဂယူဆိုင်ပေးဖို့လိုတယ်မမေ့ရအောင်နော်တချို့လုပ်ငန်းအလေးတွေလုပ်တဲ့အခါမှာဗောလေအဲဒီများကိုစောင့်မျှော်နေတဲ့အခါမှာအချိန်လေးတွေကြာပြီးတော့အချိန်တွေစွဲနေသလိုဖြစ်နေတတ်တယ်အဲ့ဒါကိုလေကိုယ့်ကိုထပြီးလုပ်လိုက်ရင်မြေမဆန်ပြီးမြောက်တယ်ဗျအဲ့တော့ဒီကလာမှာတေချာတာတခုကဘသူမှအာမကိုနဲ့ကိုယ့်အာကိုကိုနော် အဲ့ဒါအဲ့ဒါမှအဆင်ပြေလိမ့်မယ်မမေ့ပါနဲ့ကွနော်ပြီးတော့အရေးကြီးတာလေးတစ်ခုရှိပါတယ်ဒီကလာမှာဘသူဘသူမှမယုံပါနဲ့အလုပ်လုပ်လို့ရှိရင်ကိုယ့်အကူကိုကိုယ့်ရဲ့အဆုံးချက်ကိုယ့်ရဲ့အကြံဉာဏ်ယူပြီးလုပ်ပါဗျာနော်ဘာကြောင့်ဘာကြောင့်လဲဆိုလို့ရှိရင်ဒီကလာမှာအဲလူအလိန်ခန်းတဲ့ကိန်းတွေရှိတဲ့အတွက်လေအထူးသတိထားပါအဲကျွန်တော်စိတ်ပူတာလေးတစ်ချက်ရှိတယ်စနေသားသမီးအမှုခင်ဖြစ်တော့တယ်အဲကိုရိုင်းတိုင်းရိုက်မဖြစ်ခန့်ရင်တောင်မှတခြားအကြောင်းကြောင့်သွားပြီးဆက်နွယ်မိတဲ့အတွက်ပေါ့လေကိုပါရောပါပြီးညက်ပါတဲ့သဘာဝရှိတယ်မမိပါနဲ့နော် အဆိုတပြိမိမကြောင့်အဲစစ်ဒုက္ခရောက်တဲ့လို့ခေါ်တယ်မိမတယောက်ကြောင့်ကိုပါနာမည်ပြကုန်သိခံကြတာမျိုးလေးတွေတွားပြီးပသက်မိတတ်တဲ့တော့အဆက်အကွယ်ဂျုံနဲ့ဖြစ်တာရုံရောက်ကြောက်ပြဿနာဖြစ်ရှင်းရတာမျိုးကြုံရတတ်တယ်ပြီးတော့ဒီကာလမှာအရန်လဲလဲဝယ်ဖြစ်တဲ့အိမ်ချမ်းမြေပွဲစားတွေပေါ့လေအဲသူတို့ကိုအကြောင်းပြုပြီးတော့အစိတ်တော်ကရောက်တဲ့ဂိမ်းထဲမှာပါတဲ့အတွက်သတိထားပါဘုသူစကားမှမယုံပါနဲ့နော်အရေးကြီးလို့ပါအဲငွေချင်းနဲ့ပတ်သက်လို့ရှိရင်တော့ဒီကာလမှာငွေချင်းကံလေးတွေကအာပို့ဝင်လင်းပြောတာပေါ့လေအဝင်နဲ့အထွက်ဆိုရင်အထွက်လေးနည်းနည်းပို့များတယ်ဗျာနော် ိုတရားဝင်နေရထွက်တယ်ဆိုတဲ့ဂိမ်းထဲမှာသွားပါတော့အပြောက်အပြက်လေးတွေများတာဗောလေအဲ့တော့လက်ထက်ပတ်စံကြဝေးဆိုရင်ပတ်စံမထားဘဲနဲ့ဗောလေအဖတ်တင်တာလေးတွေတခုခုလှုပ်ထားမှအဲတက်တာလိမ့်မယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်ငွေကုန်ချေကြလေးတွေများတတ်တဲ့ဂိမ်းရှိတယ်ဘာပဲဝယ်ဝယ်ဘာပဲလှုပ်လို့ဗောလေဘာပဲရင်းနှီးမြုပ်နှံမြုပ်နှံဒီကာလမှာတည်တည်ချက်ချာစီစစ်ရွေးချယ်ပါလူလိန်လူညာခံတတ်တဲ့ဂိမ်းတွေမှာပါတယ်မမေ့ပါနဲ့လို့ထက်တယ်လေအကြံပေးခြင်းနဲ့ဗျာနော်ပြီးတော့ဒီကာလမှာအိမ်ဝယ်အိမ်ဆောင်ရင်တင့်တော်တယ်နော်ဆိုင်တွေပါတွေဖွင့်မယ်ဆိုရင်လည်းတင့်တော်တယ် သို့တော့မြေတွေဘာတွေဝယ်တာခြံတွေဘာတွေဝယ်တာကားတွေဘာတွေဝယ်တာလုံးဝမသိမ့်တော်ဘူးဝယ်လို့ရှိရင်ရောင်းမဝင်မကြီးဖြစ်မယ်ပြန်ရောင်းရင်လည်းအဆင်မပြေအဲပိုင်ဆိုင်မှုမခိုင်မာတဲ့ဟာတွေကိုလည်းဝယ်မိတာအမွေကိစ္စရှိတဲ့သူတွေကိုလည်းအဲ့ရမြေတွေကိုဝယ်မိတာဒါမျိုးတွေအားသာသွားကြုံရတဲ့အတွက်သတိထားပါလို့ထပ်တလဲလဲအကြံပေးခြင်းနဲ့ကိုယ့်ရဲ့အိမ်ကိုကိုယ်ဆောင်မိခင်နေဖြစ်စေအမျိုးသမီးတယောက်ညာအင်းညနေလာတဲခုတာမျိုးလေးတွေလက်မခံပါနဲ့ ဲ့လိုလက်ခံလိုက်လို့ရှိရင်နောက်ဆက်တဲ့အမှုကိစ္စတွေကြုံရတဲ့ဂိမ်းတွေမှာပါတယ်ဒီကားမှာအခုစိတ်သွင်းရတာတရားရောက်ကပေးခဲ့မယ်ဆိုရင်ပေးတဲ့သူဒီအဝေးရလူမဟုတ်ဘဲနဲ့အရင်ဒီဆုံးသူတွေဖြစ်နေတာအတွင်းရန်ဖြစ်နေတယ်ဆိုတာလေးသိစေချင်ပါတယ်ဗျာနော်အဲပြီးတော့ကျမ်းမာရင်နဲ့ပတ်သက်လို့ရှိရင်တော့စနေသားသမီးတွေပေါ့လေအဲဒီကားမှာကျမ်းမာကြီးကနည်းနည်းလေးဂယုဆိုင်ကမဲ့အထက်မှာပါတယ်အဲဘာကြောင့်လဲဆိုတော့အခက်မသိရင်ခွဲရဆက်ရတတ်တဲ့အနေထားလေးတွေကြုံရတတ်တယ်မျက်စိနဲ့ပတ်သက်ပြီးမျက်မှန်ပါဝါဒိုးရတာမျက်စိခွဲရတာမျိုးဖြစ်တတ်တယ် သို့တော့နောက်ဆုံးမှာတော့ခွဲလို့ရှိရင်တော့အောင်မြင်တယ်ပေါ့ခွဲစိတ်မှုအောင်မြင်မယ်ဆိုတဲ့ gain နဲ့မှာပါတယ်နောက်တစ်ခါ1 byte ထဲကနေမှာအစာရင်နဲ့ပတ်သက်တဲ့ယောဂလေးတွေသွားဖြစ်တတ်တယ်စီအစုပ်အစာရင်လို့ခေါ်တယ်အထူးသတိထားပါဗျာနော်အမျိုးသမီးလေးတွေကြတော့တဲ့အိမ်နဲ့ပတ်သက်တဲ့ယောဂလေးတွေဖြစ်တတ်တယ်ဂယုစိုက်ပြီးနော်ကျမိုင်ညာလို့စိတ်ုံစီကံပြရင်တနင်္ဂနွေသားသမီးဆရာဝန်နဲ့ပြရင်အများဆုံးတက်တာပျောက်ကင်းပါလိမ့်မယ်ဗျာနော်အစားစားစားလို့ရှိရင်ပါမုတ်တို့ပဲပြုတ်တို့ဘဲဦးတို့အဲ့လိုမျိုးလေးတွေမစားဘဲနဲ့ရှောင်ဝေးပါဗျာနော်အဲ့ပြီးတော့ဒီကလာမှာအခြေအိမ်တော်ရင်းနဲ့ပတ်သက်ပြီးမာဂျင်နယ် အဲလုံအောင်ချစ်သူမရှိသေးတဲ့သူတွေဆိုတော့ဒီကလာဒီအကောင်ဆုံးပဲချစ်သူထားမယ်ဆိုလည်းဒီကလာအကောင်ဆုံးပဲဗျာနော်ဒါပေမဲ့လို့ချစ်သူရှိတဲ့သူတွေအိမ်အောင်ရှိတဲ့သူတွေကတော့ရှုပ်ရှုပ်ရှက်ရှက်အနေထားလေးတွေသွားကြုံရတတ်တယ်နော်ဂယုဆိုင်ပဲမယ်ကိုပတ်သက်မိတဲ့သူလူကလေအဲမလို့မလက်တဲ့သူတွေသွားဖြစ်တာမျိုးလေးတွေသွားတစ်ချက်ကြုံရတတ်တယ်ဂယုဆိုင်မယ်အမျိုးသားလေးဆိုရင်ဒီကလာမှာကိုကအိမ်အောင်ရေဖောက်ပြန်မိလိုက်တဲ့အခါမှာကိုရဲ့လက်ရှိအမျိုးသမီးကလက်မခံနိုင်တာလေးတစ်ဖက်ကိုဖောက်ပြန်လိုက်မိတဲ့အမျိုးသမီးကအဲအဲ့လိုမျိုးလက်မခံတဲ့အခါကြားသွားညက်ပြီးတော့လေအိမ်အောင်ရေအမှုအခင်းတွေတရားစွဲခံရတာလေး အဲယောကြည့်ပေးရတာတွေအဲ့ဒါမျိုးတွေအားစားသွားကြုံရတတ်တဲ့အတွက်အထူးအထူးဂယုစိုက်ပေးပါလို့ထက်တလဲလဲအကြံပေးခြင်းတယ်ဗျာနော်မမေ့ပါနဲ့အရန်ရေးကြည့်လို့ပါဇွန်လ12ရက်13ရက်15ရက်18ရက်အဲ့ရက်တွေကတော့အမရန်ကန်ကောင်းတယ်ဗျတခြားသူတွေကြောင့်နောက်နေတဲ့အလုပ်ကိစ္စတွေကိုပြန်လဲဆောင်လို့အဆင်ပြေတယ်ခရီးကိစ္စတွေစီစဉ်လို့ရှိရင်အဆင်ပြေတယ်ဗျနော်ဟိုဘယ်လိုပြောမလဲကိုယ့်ကိုကူညီဆောက်ရှောက်မဲ့မိတ်ဆွေတွေပြန်ပြီးတော့ပေါ်လာလိမ့်မယ်အခက်ခဲတွေကိုဖြေရှင်းနိုင်တဲ့အထက်မှာပါတယ်ကိုယ်ရတဲ့ရထိုက်တဲ့အခွင့်အရေးတွေပြန်ရလာလိမ့်မယ်အမှလာတာတို့တာယာတို့တို့တာအဲ့လိုမျိုးပေါ့ အဲဒါအပြင်နိုင်ငံတော်ကချင်းမြင်တဲ့ဘော်ဒူဂုံတူစုစစ်တွေရရှိပိုင်ဆိုင်တယ်ဆိုတဲ့အနေထားတွေအဲသွားကြုံရတဲ့ဂိမ်းရှိတယ်ပရာဟိတာလုပ်ငန်းတွေပါဝင်ဆောင်ရွက်ရတတ်တယ်ငွေရတဲ့သူတွေဆိုရင်အိတ်ကာလာမအိမ်အောင်ကြခင်းရှိတယ်ကြခိုင်းနဲ့အစီပီပီကြတတ်တယ်ဇွန်လ၁၄ရက်၁၆ရက်၁၈ရက်အဲ့ရက်မှာတော့အញ្ញံခိုက်နေသည်ရှိတယ်ဆောင်းဝဲတွေပါတယ်ဖြင့်ကြတာမျိုးတွေဖြစ်တတ်တယ်ငွေကြေးလက်လွန်တာမျိုးတွေဖြစ်တတ်တယ်ပြီးတော့ကိုစီးတဲ့ကားတွေမကြခဏပြက်တာပုတ်တိုက်မှုဖြစ်သွားတာမျိုးတွေ လက်လွန်လာတဲ့ငွေကြေးတွေပြန်မရတာမျိုးတွေဖြစ်တတ်တယ်အပြင်ကျန်းမာရေးညံ့ရင်ချွဲတက်လိုက်တွေကတ်တာအဆုတ်နဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တတ်တယ်ဂယုဆိုင်မဲ့အဲမိမကြောင့်မျက်နှာပြက်စရာနာမည်ပြက်စရာလေးတွေသွားကြုံရတော့တော့မမေ့ပါနဲ့ပြောနော်အဲ့တော့ဒီကတော့မှအဲပတ်သက်တဲ့သူတွေတကနေပေါ့လေဘသူပဲဖြစ်ဖြစ်ပါအထူးသဖြင့်ဘုဒ္ဓဟူသာသမီတနင်္လာသာသမီတွေကိုကောင်းကောင်းကြီးဒုက္ခပေးလိမ့်မယ်ချစ်သူအိမ်တော်ဘက်ကအိမ်နေသာသမီဖြစ်ရင်ကိုယ်နဲ့ပြက်တယ်ဒရိထားမယ်နော်ဆိုတော့ဒီကလာမှာကိုကလုံးဝလွတ်လပ်တဲ့သူမျိုးလို့အခြေအိမ်တော်ကြီးတွေမှာကိုကိုလာပြီးကံလွန်တဲ့သူတွေက ်အင်္ကာတို့တနင်္ဂနွေတို့ဆိုရင်တော့လက်ခံလို့ရတဲ့အနေအထားမှာပါတယ်လက်ခံပေါ့လေနော်အဲ့တော့ဒီကလာမှာကောင်းတဲ့ကံလေးတွေအဲပိုကောင်းဖို့အတွက်ပေါ့လေအထောက်ပံ့ကောင်းဖြစ်ဖို့အတွက်လိမ္မော်ရောင်နှုတ်နှစ်ရောင်အစိမ်းရောင်အပြာရောင်တို့ကိုအဓိကထားပြီးဝတ်ဆင်သုံးဆွဲရမယ်ဒါအပြင်ဇပယ်ပန်းကြာပန်းဂန္မာပန်းကျဲတကွန်ပန်းကြောက်စိန်ပန်းအဲ့ဒီပန်းတွေကိုမိမိတို့ယုံကြည်ကိုးကွယ်တဲ့ဖရာမှာဖရာပန်းကတ်တာပဲဖြစ်ဖြစ်အဲနေအဲ့ကနေ့မှာအလပောင်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုတ်လို့သုံးဆွဲပေးပါ ဲ့တော့စနေသားသမီးတွေကောင်းတာလေးတွေရှိသလိုအညံ့လေးတွေလည်းရှိတော့ရောနေတာပေါ့လေနော်အဲ့တော့ကိုကြုံနေရတဲ့အညံ့လေးတွေกินပြီးကောင်းတဲ့ကံလေးတွေပို့ကောင်းအောင်လက်လာပါလေးပွင့်အောင်ရေရာလေးပေးမယ်အဲပြောအောင်မယ်အခုလာမယ့်စကြောင်းလေးထိုင်းချီထွက်မှာပေါ့လေဝန္ဒနာပါလို့ထီလေးထိုးကျင်တော့ဟာဆိုလို့ရှိရင်တော့လေငါးစား၁စုံနှစ်စား၅စုံအဲ့လိုကံလေးတွေရွေးထိုးပါလို့အကြံပေးပြရစီနော်အဲ့တော့ရေရာနေနဲ့ဘာလို့ကမလဲဆိုတော့အုံဒီအစိမ့်တလုံးကိုထိတ်ဝဖြတ်မယ်အရေတွေကိုသွန်ပစ်မယ်ပြီးရင်အဲ့အုံဒီလက်ကိုစားအပြည့်တက်ပြီးတော့ကိုအနီနာပတ်ဝန်းကျင်မှာရှိတဲ့တက်တန်းရဲ့ညောင်မြကြီးကြီးမှာ ရှိတယ်ဗောလေအဲညောင်မင်းကိုစောက်တဲ့ရုပ်ကစိုးမှာတွားရောက်လူတန်းပြီးတော့အဲကိုကြုံနေရတဲ့အညာအခိုက်တွေပြေပြောက်ဖို့ဖြစ်နေတဲ့ဆန္ဒတွေပြေပြောက်ဖို့အတွက်လေးလေးနက်နက်လေးတွားပြီးဆူတောင်းအလိုရှိရလေးတွေအကံမုတ်ချပြည့်စုံလာလိမ့်မယ်ပြီးတော့ညံ့နေတဲ့ပိတ်နေတဲ့လက်လာပါလေးတွေပွင့်လာဖို့အတွက်အိမ်မှာရှိတဲ့ကော်ဘူးကော်ကွက်အဆုပ်တွေရှာဖွေပြီးတော့ဆွတ်ပြပလိုက်ပါဗျာနော်ဒါဆိုရင်တော့အညာလေးတွေกินပြီးတော့ကောင်းတဲ့ကံလေးတွေကအေကံမုတ်ချပိုးရေးကောင်းသွားပါလိမ့်မယ်စနေသားသမီးအားလုံးစိတ်အချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါ